အားလုံးပဲမင်္ဂလာပါတကြနေကနေကြိုဆိုပါရစေကျွန်မကတော့မျိုးပါဒီခါမှလည်း5 level မင်းနာတော့နေဟုံးကဖတ်စာအုပ်ထဲကသင်ခန်းစာ9 lesson 9ရဲ့ vocab list လေးတွေကိုတူတူလေးလာဖို့အတွက်ပြင်ဆင်ထားပါတယ်ပထမဆုံးစကားလုံးလေးကတော့ wakarimas 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 ဆိုတာကနားလေသည်သို့မဟုတ်သဘောပေါက်သည်ပေါ့နော်ဥပမာဆရာတဲ့နဲ့စာကိုနားလေလားလို့မေးခြင်းရင် wakarimas ကလို့မင်းတို့ရရပေါ့နော် ဟုတ်ကဲ့နားလည်ပါတယ်ဆိုရင် hi wakarimas ဟင်အင်းနားမလဲဆိုရင် ee ရဲ့ wakarimasan အလိုလေးပြောလို့ရရနော်နောက်တစ်ခုက arimas 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 ကကြတော့ရှိသည်ပေါ့နော်တတ်မဲ့ပစ္စည်းတွေရှိတယ်ဥပမာစာအုပ်ကရှိတယ်ဆိုရင် home က arimas ဒါမှမဟုတ်ရှင်အကြောင်းအရာပေါ့နော်သို့မဟုတ်ကိစ္စရပ်ပေါ့အဲ့ဒါတွေရှိတယ်ဆိုရင်လည်း arimas နဲ့သုံးလို့ရတယ်ဥပမာဟိုမှာချိတ်ချက်ထားတာရှိတယ်ဆိုရင် your day က arimas လို့သုံးလို့ရတယ်နော် အခုကဆလုံးလေးကတော့ adjective လေးပေါ့နော်ပြီးခဲ့တဲ့သင်ခန်းစာ၈ကစပြီးတော့ adjective လေးတွေသင်ခဲ့တာဖြစ်တယ်ဒီသင်ခန်းစာ၉ဟာနေစပြီးတော့လေ adjective လေးတွေအနည်းငယ်အနည်းငယ်စီလေ့လာသွားမှာဖြစ်ပါတယ်ပေါ့နော် suki suki ဆိုတာကကြိုက်နှစ်သက်သောပေါ့နော်သူကနာ adjective လေးဖြစ်ပါတယ်ဥပမာပန်းသီးကိုကြိုက်တယ်ဆိုရင် ringo ga skidas ပေါ့နော်ဥမာချစ်တယ်ဆိုရင်လည်း ski နဲ့ပြောလို့ရတယ်ပေါ့နော်အနာတာနိုကိုတိုက ski တဲ့ဆိုရင်နင်ကိုချစ်တယ်အဲ့လိုမျိုးလေးပြောလို့ရရယ်နော် နောက်ခုကခီရာဤခီရာဤကကြတော့ဤလေးနဲ့ဆုံးပြီမဲ့သူကနှာအကြီးတက်ပဲဖြစ်ပါတယ်။သူကကြောင့်ခုနစုခိနဲ့ပြောင်းမြန်ပေါ့နော်။မကြိုက်နှစ်သက်တော့သုံးဖို့မုံတော့ပေါ့နော်။ခီရာဤခီရာဤနာဂျောစုဂျောစုဆိုတာက တော်တော့ပေါ့နော်။ဥပမာဘာသာရပ်တစ်ခုခုမှာတော်တာတို့မဟုတ်လို့ရှင်စကားပြောကျွမ်းကျင်လို့ပေါ့နော်။ညီဟွန်ကောကဂျောစုအဲ့လိုမျိုးသုံးလို့ရတယ်နော်။ဂျပန်စာစကားတော်တဲ့အဲ့လိုမျိုးသုံးလို့ရပါတယ်။နာအကြီးတက်လေးဖြစ်ပါတယ်နော်။သူနဲ့ပြောင်းမြန်ကဟေတာ ဟေတာနာဟေတာနာကကြတော့ညံ့တော့ပေါ့နော်ဥမာဂျပန်စာညံ့နေဆိုရင်နီဟွန်ဂိုကဟေတာဒက်ပေါ့နော်ဟေတာညံ့တော့မတော်တော့နော်မီမိုနိုနော်မီမိုနိုနော်မီမဆိုတာကတောက်တီပေါ့နော်နောက်ကမိုနိုဆိုတာကပစ္စည်းပေါ့ဒါဆိုရင်နော်မီမိုနိုဆိုရင်တောက်စရာတောက်စရာဆိုရတော့အေးလေးဖြစ်နိုင်တယ်ကော်ဖီလဖေးသုံးဖို့အယ်ကိုဟောလာအဲ့လိုမျိုးပေါ့နော်တောက်စရာတွေအားလုံးကိုနော်မီမိုနိုလို့ခေါ်ပါတယ်လျော်ရီ လျောဒီလျောဒီဆိုတာကဟင်းနေရပါတော့ဟင်းနေရချက်ပြုတ်တယ်ဆိုရင်ယောဒီယိုစကူရီမတ်အလိုတောင်းလို့ရပါတယ် support 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 ကကြတော့ english လို့ sport ပေါ့နော် s p o r t sport ကိုခါတာခါနာနဲ့ support အာကစားဖြစ်တဲ့ noun ပေါ့နော်သူ့ကို verb အနေနဲ့သုံးချင်ရင် support o shimasu support o shimasu ဆိုရင်အာကစားလုပ်သည်ပေါ့နော် yakyu 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 a baseball တူကလည်း noun ပေါ့နော် သူကို verb အနက်သုံးခြင်းနဲ့ baseball ကစားသည်ဆိုရင် yaku o shimasu yaku o shimasu ဆိုပြီးတော့ o shimasu နည်းနဲ့တွဲသုံးလို့ရပါတယ်နောက်တစ်ခု dance 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 က noun ပေါ့နော်အကသူလည်းခုနလိုပဲ verb နည်းနဲ့သုံးခြင်းနဲ့ဆိုရင် o shimasu နည်းနဲ့တွဲပြီးတော့ dance o shimasu အကကတိပေါ့နော် yoko 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 ဆိုတာကခရီး ူကလည်းနောင်ပဲဒါဆိုသူ့ verb နဲ့သုံးချင်ရင်နောက်ကနေ o she must လေးနဲ့သုံးလို့ရတယ်လျော် co o she must လျော် co o she must ခရီးထွက်သည် ongaku 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 ဆိုတာက music ပေါ့နော် uta 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 ကကြတော့သချင်း kurashiku 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 ကကြတော့ classic ပေါ့နော် ရှေခိကီဒဂန္ဓဝင်မျိုးစစ်တွေကိုဂူရရှိခုဂျက်ဇ်ဂျက်ဇ်ဂျက်ဇ်ကကြတော့ဂျက်စ်ဒေဂီတာအမျိုးအစားပေါ့နော်ကွန်ဆာတိုကွန်ဆာတိုကွန်ဆာတိုကကြတော့အင်္ဂလိပ်လို C O N C E R D ကွန်ဆာကိုခါတခါနဲ့ရေးထားတာပေါ့နော်ကွန်ဆာတိုဆိုတာကဂီတပွဲပေါ့နော်ကာရာအိုကေကာရာအိုကေကာရာအိုကေကကြတော့ကာရာအိုကေကာဘူကီ ကာဘူကီကာဘူကီကတော့ဂျပန်ရိုးရာပြဇာတ်ပေါ့နော်ကာဘူကီအဲအဲအဲကတော့ပကြီကာသို့မဟုတ်ရုပ်ပုံကာချက်ပေါ့နော်အဲပကြီတွေဘာတွေဆွဲတဲ့ပကြီကာပေါ့နော်နောက်တစ်ခုကဂျီဂျီဂျီကကတော့စာလုံးလေးတွေပေါ့အခုဒီမှာ PowerPoint မှာပြထားတဲ့စာလုံးလေးတွေကိုလည်းဂျီလို့ခေါ်တယ်ပေါ့နော်နောက်တစ်ခုကခန်းဂျီ ခန်းကြီးခန်းကြီးကကြတော့တရုတ်စကားလုံးနဲ့ရေးထားတဲ့ဂျပန်စာလေးတွေပေါ့နော်ဆိုရင်ဒီမှာဆိုရင်အမဲအောင်နဲ့ရေးထားတာလေးကခန်းကြီးမဟုတ်ဘူးဒီဘက်ကအပြောင်အောင်နဲ့ရေးထားတဲ့စကားလုံးလေးနှလုံးကခန်းကြီးပေါ့နော်ဒါဆိုရင်ဒီဘက်ကအမဲအောင်နဲ့ရေးထားတဲ့စကားလုံးလေးတွေဘယ်လိုခေါ်လဲဆိုတော့ဟီရာဂါနာဟီရာဂါနာဟီရာဂါနာဂျပန်ဘီအခရလေးနဲ့ရေးတာကိုဟီရာဂါနာနောက်ဘက်ကခါတာခါနာခါတာခါနာကကြတော့ English လို့စကားလုံးလေးတွေကိုဂျပန်မှုပြုတဲ့အခါမှာရေးတဲ့စကားလုံးလေးတွေပေါ့နော်ခါတာခါနာခုနကတော့ကြက်ခဲတဲ့ခါရာအိုကေတို့ထန်နီဆူတို့ပြီးလို့ရှိရင်ခူရာရှခုတို့အဲအဲ့ဒါတွေဆိုလို့ရှိရင်ဒါကအင်္ဂလိပ်စကားကိုဂျပန်လိုရေးပြီးတော့မှခါတာခါနာလေးနဲ့ရေးထားတယ်ပေါ့နော်အဲ့ဒါတွေကိုခါတာခါနာလို့ခေါ်ပါတယ်ရိုမာကြီးရိုမာကြီးရိုမာကြီးဆိုတာကကြတော့ယောမစကားလုံးလေးတွေပေါ့နော် အခုဒီအောက်မှာရေးထားတဲ့ R O M A G I အဲ့လိုမျိုးလေးပေါ့နော်။သူကအတန်ထွက်ကလေးတွေကိုရှေခိယောမစကလုံးကဒီလိုမျိုး English alphabet လေးနဲ့ရေးတာကိုယောမကြီးလို့ခေါ်တယ်ပေါ့နော်။ခိုမကိုင်အိုခါနဲ့ခိုမကိုင်အိုခါနဲ့ခိုမကိုင်အိုခါနဲ့ခိုမကိုင်ဆိုတာက adjective လေးပေါ့နော်။သူကသေးနှုတ်တော့တိတိလေးတွေလှုပ်ထိုင်ခိုမကိုင်လို့တော့တယ်။သေးနှုတ်တော့ အိုခနဲ့ရကြတော့ပိုက်ဆံပေါ့နော်ဒါဆိုရင်ခုံမကိုင်းအိုခနဲ့ဆိုရင်သေးနှုတ်သောပဆံပြောချင်တာကပဆံအကြွေလေးတွေပေါ့နော်အကြွေစီလေးတွေပုံစံမျိုးပေါ့チケットチケットチケットはじゃろ TICKET ticket ကိုဂျပန်လိုခါတာခါနာနဲ့ရေးထားတာチケットလက်မှတ်時間時間時間がじゃろအချိန်ပေါ့เนาะဥပမာအချိန်မရှိဘူး時間がないပေါ့เนาะ အချိန်ရှိသေးတယ်ဆိုရင်ဂျီကန်ကအာရီမတ်စ်အဲ့လိုမျိုးတုံးလို့ရပါတယ်။နောက်ကယောဂျီယောဂျီယောဂျီကကိစ္စရက်ပေါ့နော်။ဥမာငါလုတ်စရာကိစ္စလေးတွေရှိသေးတယ်။ယောဂျီကအာရီမတ်စ်အဲ့လိုတုံးလို့ရပါတယ်နော်။ယာကုဆိုကုယာကုဆိုကုယာကုဆိုကုကကြတော့အချိန်အချက်ပေါ့နော်။ဥမာညနေကျရင်တကယ်ချင်းနဲ့ချိန်ထားတာရှိတယ်ဆိုရင်ယာကုဆိုကုကအာရီမတ်စ်ပေါ့နော်။ တချို့နေရာတွေမှာယာကုဆုပ်ကူကကြတော့ဂတိကဝတ်တွေကိုလည်းသုံးလို့ရပါတယ်။သူနဲ့ငါကြားထဲမှာထားထားတဲ့ဂတိရှိတယ်။အဲ့လိုမျိုးဆိုရင်လည်းယာကုဆုပ်ကူနဲ့သုံးလို့ရပါတယ်။အာရူဘိုက်တိုအာရူဘိုက်တိုအာရူဘိုက်တိုဆိုတာကအချိန်ပိုင်းအလုပ်ပေါ့နော်။ဖတ်တိုင်းအလုပ်တွေကိုအာရူဘိုက်တိုကောရှုဂျင်း ဂေါ်ရှုကျင်းဂေါ်ရှုကျင်းဆိုတာကခင်ပွန်းသို့မဟုတ်အမျိုးသားဒါပေမဲ့ကိုယ့်ရဲ့ခင်ပွန်းကိုယ့်ရဲ့အမျိုးသားကိုနှံစားမသုံးမဲနဲ့သူတစ်ပါးရဲ့ခင်ပွန်းသူတစ်ပါးရဲ့အမျိုးသားကိုစကားပြောတဲ့အချိန်မှာနှံစားသုံးခြင်းယင်ဂေါ်ရှုကျင်းကိုယ့်ရဲ့ခင်ပွန်းကိုယ့်ရဲ့အမျိုးသားကိုကိုးစားသုံးခြင်းနှံစားသုံးခြင်းယင်တော့အိုတိုသို့မဟုတ်ရှုကျင်းအိုတိုရှုကျင်းအိုကူဆန် အုတ်ခုဆန်အုတ်ခုဆန်ကကြတော့ဇနီးသုံးမဟုတ်အမျိုးသမီးသူတပားရဲ့ဇနီးသုံးမဟုတ်အမျိုးသမီးကိုကိုကစကားပြောနေတဲ့နန်စားထဲသုံးချင်အုတ်ခုဆန်ကိုရဲ့အမျိုးသမီးကိုရဲ့ဇနီးကိုပြောချင်စစ်မသုံးမဟုတ်ခနိုင်စစ်မသုံးမဟုတ်ခနိုင်ခိုဒိုမိုခိုဒိုမိုခိုဒိုမိုဆိုတာကကလေးပေါ့နော် kid သုံးမဟုတ် children ပေါ့နော်ခိုဒိုမိုယော့ခုယော့ခု ယောခုဆိုတာကတိတိချာချာလေးကောင်းမွန်စွာပေါ့နော်ဥပမာอืมယောခုဝကာရီမတ်တိချာလေးနားလဲတဲ့အဲ့လိုမျိုးပေါ့နော်ဥပမာဂျပန်စာကိုတိချာလေးကောင်းကောင်းပြောတတ်တယ်အဲယောခုဟာနာဆေမတ်အဲ့လိုမျိုးသုံးလို့ရတယ်နော်ယောခုဆိုတာကတိတိချာချာလေးကောင်းကောင်းမွန်မွန်လေးကျွမ်းကျင်စွာပေါ့နော်တချို့နေရာမှာကြောင့်ယောခုကမကြခဏဆိုတဲ့အချိန်မှာလည်းတုံလို့ရပါတယ်။ဥပမာကယောခုအီခီမတ်ဆိုရင်မကြခဏသွားတယ်။အဲကခံအဲယောခုအီခီမတ် ဒါဆိုရင်ရုပ်ရှင်ယုံကိုမကြခဏသွားတယ်အဲ့လိုယောခုဆိုတာကအထိပယ်နှမျိုးရှိတယ်တေချာစွာကျွမ်းကျင်စွာဆိုတဲ့အထိပယ်နဲ့နောက်တစ်ခုကမကြခဏပြုလုပ်သည်ဆိုတဲ့အထိပယ်လေးပေါ့နော်နောက်တစ်ခုဒိုက်တိုက်ဒိုက်တိုက်ဒိုက်တိုက်ကတော်တော်လေးသို့မဟုတ်အကြံပြင်းပေါ့နော်ဥမာဒိုက်တိုက်ဝါခါရီမဆိုရင်အကြံပြင်းတော့နားလေသွားပြီဆိုတော့80ရာခိုင်နှုန်း85ရာခိုင်နှုန်းဝင်ချင်ပေါ့နော်အဲ့လိုမျိုးလေးဆိုရင်ဒိုက်တိုက်ပေါ့နော်အကြံပြင်း takusan 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 ကကြတော့အများကြီးလို့ပြောတာပေါ့နော် takusan arimas အများကြီးရှိတယ်ဥမာ ringo က takusan arimas ပန်းသီးတွေအများကြီးရှိတယ်အဲ့လိုမျိုးသုံးလို့ရတယ်နော် takusan အများကြီး takusan နဲ့ပြောင်းပြန်လေးက skoshi 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 ဆိုတာနည်းနည်းပေါ့နော်ဥမာပတ်စံကနည်းနည်းရှိတယ်ဆိုရင် okane က skoshi arimas ပတ်စံနည်းနည်းရှိတယ်အဲ့လိုမျိုးလေးပေါ့နော်နောက်ကဇန်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 ကလုံးဝ လုံးဝဆိုတဲ့နေရာမှာအနောက်မှာမရှိဘူးလို့မသိဘူးလို့အဲ့လိုဟာမျိုးနဲ့သုံးတာဖြစ်တဲ့အတွက်သူက negative နဲ့တွဲတာများတယ်ပေါ့နော်ဇန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 ်ဝါခါဒီမာဆန်ဆိုရင် လုံးဝကိုနားမလည်ဘူး0%ပေါ့နော်အဲ့အဲ့လိုမျိုးလေးဇန်ဇန်နောက်ကဟာယကုဟာယကု ဟာယာကူကအတိတ်ပဲနှမျိုးရှိတယ်အရှိကအပြောင်ခန်းကြီးလေးနဲ့ရေးလိုက်လို့ရှင်သူကဆော့ဆော့ဆိုတဲ့အတိတ်ပဲပေါ့နော်ဥမာမနှက်ကိုဆော့ဆော့ထားတာတို့ရုံးကိုဆော့ဆော့လာတာတို့ရုံးကနေဆော့ဆော့ပြန်သွားတာတို့အဲ့ဒါဆိုရင်ဟာယာကူဆိုပြီးတော့ဒီအရှိကအပြောင်ခန်းကြီးလေးနဲ့ရေးတယ်အနောက်ကခရမ်းရောင်ခန်းကြီးလေးနဲ့ရေးပြီဆိုလို့ရှင်တော့သူကမြန်မြန်ဆိုတဲ့အတိတ်ပဲနဲ့ရတယ်ပေါ့နော်ဥမာမြန်မြန်လာခဲ့မြန်မြန်သွားမြန်မြန်စားအဲ့လိုမျိုးဆိုရင်အနောက်ကခန်းကြီးခရမ်းရောင်လေးနဲ့ဟာယာကူလို့ပြောတယ်ပေါ့နော်နှစ်ခုစလုံးကအတန်ထွက်အတူတူပါပဲ။ どうしてどうしてどうしてが English လို့ဆိုရင် WHY why ဘာကြောင့်လဲဆိုတဲ့အဓိပ္ပာယ်ပေါ့နော်။どうしてဘာဖြစ်လို့လဲဘာကြောင့်လဲ။どうしてနဲ့မင်းရင်တခုခုကိုဖြည့်ပြီးွားရင်ခရဒီနဲ့သုံးပြီးတယ်ပေါ့နော်။အဲ့ဒါကြောင့်ဖြစ်ပါတယ်ဖြစ်သောကြောင့် English လို့ဆိုရင် because ပေါ့နော်။ဆိုတော့ those တဲ့နဲ့မင်းခါရလေးနဲ့ပြန်ဖြေပါရယ်เนาะဒါက exercise လုပ်ရင်းနဲ့နားလေသွားပါမယ် cash တဲ့ခူတာ site ခရှ်တဲ့ကုထားဆိုင်ခါရှိမတ်ဆိုတာကချီငါသည်ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်ခရှ်တဲ့ကုထားဆိုင်လို့ပြောတဲ့အတွက်ချီငါပေးပါ please ပေါ့နော် please uh lend me သို့မဟုတ် borrow me ပေါ့နော်ခရှ်တဲ့ကုထားဆိုင်ချီငါပေးပါ either's your either's your either's your ဆိုတာကကောင်းပါပြီသို့မဟုတ်ကောင်းတာပဲ zannan das ga zannan das ga ဇန်နန်ဆိုတာကစိတ်မကောင်းဖြစ်တဲ့ဝမ်းနဲ့လို့ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်ဇန်နန်သက်ကစိတ်မကောင်းဖြစ်ပေမဲ့ဥပမာထားပါတော့နော်ကိုတငယ်ချင်းကကိုကိုပတ်စံလာချီးတယ်ကိုက မချီးနိုင်ဘူးပေါ့နော်ဒါဆိုကွာညင်းတော့မယ်ပေါ့အဲဆိုရင်ဇန်နန်သက်ကစိတ်တော့မကောင်းမိမယ်ငါမှတော့မရှိဘူးအဲ့လိုမျိုးပြောလို့ရတယ်ပေါ့နော်ဒါမှမဟုတ်ကိုတငငချင်းကိုကိုပါတီဘွယ်ကိုဖိတ်တယ်ကိုကအဲ့ဒီမှာမအားဘူးမသွားနိုင်အောင်ဆိုရင်လေဇန်နန်သက်ကအာ sorry ပဲစိတ်တော့မကောင်းဘူးငါမလာနိုင်ဘူးအဲ့လိုပြောချင်တယ်ဆိုရင်ဇန်နန်သက်ကဆိုပြီးတော့စကားပြောလို့ရပါတယ်နော်အာအာနဲ့အာနဲ့တွဲလို့ရှိရင်အာအာလို့သတ်မှတ်ထားဘူးအာဆိုတဲ့တဲ့ ဒေးပဲထားမယ်ပေါ့နော်အားဆိုတာကဒါအာမေဒိတ်ပေါ့နော် conversation lesson ကြရင်ဒါလေးတွေကအသုံးဝင်မှဖြစ်ပါတယ် is your ni ikaga desu ka is your ni ikaga desu ka is your ni ikaga desu ka အတူတူဆိုရင်ဘယ်လိုလုပ်ဘယ်လိုလဲပေါ့နော်ဥမာသူကအတူတူသွားမလားအတူတူလုပ်မလားတခုခု ပြောနေရင်ね is your ni ikaga desu ka အတူတူဆိုရင်ဘယ်လိုလဲအတူတူသွားခြင်းလားသို့မဟုတ်အတူတူလုပ်ခြင်းလားအဲ့လိုမေးခြင်းလို့ရှင် is your ni ikaga desu ka နာနီနာနီဝချော့တိုနာနီနာနီဝချော့တိုချော့တိုဆိုတာကနည်းနည်းလေးလို့ဘာသာပြန်နေပေါ့เนาะတစိမ့်လောက်လို့လည်းဘာသာပြန်ပါရယ်เนาะချော့တိုကဒီမှာတော့သူကအစင်မပြေဘူးဆိုတာကိုညင်းကျင်တဲ့အချိန်မျိုးမှာအဲတခုခုကတော့อืมငါတွတ်တော့အသိအစင်မပြေဘူးလို့ပြောနေတဲ့ပုံစံလေးပေါ့ဥပမာထားလိုက်ပါတော့เนาะခုနလိုပဲအာတနင်္ဂနွေနေ့အာ ငါငါရဲ့မွေးနေ့ပွဲကိုလာပါသို့မဟုတ်တနင်္ဂနွေနေ့ငါရဲ့ပါတီပွဲကိုလာပါလို့တယောက်ကဖိတ်လိုက်တဲ့အချိန်မှာတစ်ဖက်သားကတနင်္ဂနွေနေ့မှာသူချိန်မိသားရှိရမလာနိုင်ဘူးပေါ့နော်ဒါဆိုရင်နေချီယောဘေဝချောတိုးအဲဆက်မပြောတော့ဒီတိပဲချောတိုးဆိုကြတဲ့သူကတိလိုက်တော့ပေါ့ကွာတိလားတနင်္ဂနွေနေ့ကတော့အာတိတ်ပြီးတော့မှအဲ့လိုမျိုးလေးပဲနော်တိတ်ပြီးတော့မှဆိုပြီးအဲ့လိုမျိုးလေးရက်လိုက်တာပေါ့နော်အနောက်မှာကွက်တော့ကိုနားလဲလိုက်တော့ပေါ့ဟုတ်လားအဲ့လိုပုံစံမျိုးလေးပေါ့ဒါမဲသက်ကဒါမဲသက်က ါမဲ့ဆိုတာကမရတာကိုပြောတာပေါ့နော်ဒါမဲ့ das ကမရဘူးလားသူမအစင်မပြေဘူးလားပေါ့နော်ဆိုတယောက်ကအဲနီချီယောဘီဝါချောတူလို့ပြောရင်ဒီဘက်ကတယောက်ကဒါမဲ့ das ကမရလို့လားစင်ပြေလို့လားအဲ့လိုပုံအဲ့လိုပုံစံမျိုးလေးပေါ့နော်ဒါဆိုလို့ရှိရင်また今度お願いしますまた今度お願いしますまたဆိုတာကနောက်တစ်ချိန်ပေါ့နော်今度ဆိုတာကအခုလာမယ့်တစ်ခါ ။ "Oh, nengai she must" တောင်းဆိုပါတယ်။ဆိုလိုချင်တာက"ငါနောက်တစ်ခါမှပဲလာတော့မယ်နော်။သူမနောက်တစ်ခါမှငါ့ကိုထပ်ပြီးတော့ပြောနော်"ဆိုတဲ့ပုံစံမျိုးလေးပေါ့နော်။ခုနလိုပဲပါတီပွဲကိုဖိတ်တယ်။ "तू ကမအားလို့မလာနိုင်ဘူး။အဲဆိုလို့ရှိရင်မာတာခွန်းတို့အနေနဲ့ရှိမှာအာနောက်တစ်ချိန်တော့လုပ်ပေးပါနော်နောက်တစ်ချိန်တော့ငါလာမယ်နော်ဆိုတဲ့ပုံစံမျိုးလေးပေါ့နော်ညင်းလိုက်တဲ့လူဘက်ကနေပြောတဲ့ပုံစံလေးပေါ့နော် ငင်းခံရတဲ့လူဘက်ကပြောတာမဟုတ်ဘဲနဲ့ငင်းလိုက်တဲ့လူကနေပြီးတော့မာတာခွန်တို့အနေငါရှိမော့စ်အဲနောက်တစ်ခေါက်ဆိုရင်တော့ငါလာခဲ့မယ်နော်နောက်တစ်ခေါက်ငါ့ကိုခေါ်ပါအောင်နော်ဆိုတဲ့ပုံစံမျိုးလေးပေါ့နော်ကဲဒါဆိုရင်ဒီနေ့ရဲ့သင်ခန်းစာ vocal list လေးတွေကတော့ဒီလောက်ပဲဖြစ်ပါတယ်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ်သင်ခန်းစာတွေမှာလည်းအတူတူပြန်ဆုံလို့ရအောင်လို့ကျွန်မရဲ့ channel page က notification လေးကိုလည်းနှိပ်ပေးခဲ့ပါအောင်နော်ကြမတနေဘိုင်ဘိုင်